ဘဝမှာအရေးကြီးတဲ့အရာတွေ priority ခွဲရတဲ့အခါမှာ top 3မှာတော့အနည်းဆုံးကိုကပါနေတင့်တယ်ပေါ့အနည်းဆုံး1မဖြစ်ဘူးဆိုတော့2 3လောက်တော့ဖြစ်ဖို့တော့အရေးကြီးပါတယ်အဲ့တော့ကိုသည်ဘယ်သူနဲ့ရှင်ရှင်အမြဲတမ်းနောက်ရောက်နေတာဘယ်အရာနဲ့ရှင်ရှင်ကိုသည်ဦးစားပေးမခံရဘူးလားဒီလိုမျိုးဖြစ်နေပြီဆိုရင်တော့ဒီချက်ချင်းမြတ်တာကိုပြန်ပြီးတော့မေခွန်းထုတ်အစီအစဉ်ပို့ရစင်ကတော့အကြံပေးခြင်းပါတယ် မှန်ရင်တော့အချစ်ချင်းမေတ္တာနဲ့မကင်းနိုင်ကြသဘာဝပဲဖြစ်ပါတယ်။အဲ့ဒီထဲမှာမှအချစ်စစ်အချစ်မဲ့မေတ္တာစစ်မေတ္တာမဲ့လူတိုင်းလူချင်းကြမယ်လို့ထင်ပါတယ်။ဒါပေမဲ့တကယ်တကယ် relationship တွေမှာရင်ဆိုင်ကြုံတွေ့ရတဲ့အခါမှာဒါဒီအချစ်စစ်လားဒါဒီမေတ္တာစစ်လားဆိုတာတော်တော်များများတွေ့ဝေတန်တရားဖြစ်ကြရပါတယ်။ဒါကြောင့်မလို့ကိုကစင်ကြင်ရမယ့်အချက်လေးလို့စိတ်ရသိသလားမျှဝေပေးသားမှာပဲဖြစ်ပါတယ်။ကိုကို ချစ်မချစ်ကိုဘလို့တိုင်းတားရမလဲဆိုတာတော်တော်များများပညာရှင်တွေတခြားသက်ကျွမ်းသူတွေလည်းအချက်လက်တွေပြောတာကိုကြည့်ဘူးကြားနာဘူးကြမှာပါဒါပေမဲ့ဒါသေးသည်လူတိုင်းလူတိုင်းမှာပုံသေးကားချက်ကြီးနဲ့သွားတော်လို့မရပါဘူးစိအရင်တော့ပြောခဲ့ပွဲစကားကိုပြန်ပြောရမယ်ဆိုရင်အချက်ဆိုတာပုံသေးနည်းနဲ့တွက်လို့မရတဲ့အရာတစ်ခုဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့လူတွေဒီတောင်းတဲ့ character မတူရဲ့အတွက်ချစ်ချင်းမြတ်တာကို express လုပ်တဲ့ပုံစံမျိုးပေါ်ပြတဲ့ပုံစံမျိုးကမတူညီကြပါဘူးဆိုပါဆိုစိတို့မမလူမျိုးတွေကအရန်ချစ်ခင်ရင်းနေရတဲ့အခါမှာပြောတဲ့စကားလုံးမျိုးအမှုရ ရာမျိုးနဲ့အနောက်နိုင်ငံတွေမှာအရင် close ဖြစ်တဲ့ခါကျရင်တုံးတဲ့အမူအရာမျိုးကတူချင်မှတူမယ်သူတို့တွေကရင်းနှီးကြောင်လေးစားကြောင်ချစ်ခင်ကြောင်ဟိုမှာပခုံးလေးဖက်ပြီးပြောပေးမယ်ဗမာမှုမှာကြောင်ဒီလိုပခုံးလေးဖက်ပြီးပြောတာဒီအဲရိုင်းနေတော့မသိတော့လို့ထင်ကောင်းထင်နိုင်တယ်ဒီလိုမျိုးပဲတချို့တွေကသူတို့ချစ်တယ်ဆိုတာအလွန်အမင်းဂယုဆိုင်ပြတယ်ပေါ့နော်အသေးစိတ်လေးရစားမနေ့အိယာနိုးညကနေနောက်ဆုံးညအိယာဝင်အသေးစိတ်လေးမေးတယ်မြန်းတယ်ဘာလုံးနေလဲပဲသွားနေလဲမေးရဒါဝမဂယုဆိုင်တယ်လို့ထင်ကြတဲ့သူရှိတယ်ဒါဝမချစ်လို့လုပ်တယ်လို့ထင်ကြတဲ့သူလည်းရှိတယ်မဟုတ်ဘူးလား ဆိုတော့တချို့သူတွေအတွက်ကြတော့ဟုတ်တယ်။ဒါပေမဲ့တချို့သောသူတွေအတွက်ကြတော့မဟုတ်ပြန်ဘူး။သူတို့ရဲ့ချစ်ချင်းမေတ္တာကိုပေါ်ပြတဲ့ပုံစံဟန်းကြတော့အမြဲတမ်း24နိုင်စုံစုံ ဂယူဆိုင်ဖြစ်ချိန်မှာဂယူဆိုင်ဖြစ်နေမယ်။အေးဒါပေမဲ့တကယ်တကယ်အရေးကြီးတဲ့အကြောင်းအရာဒီဘဝအတွက်လိုအပ်တဲ့အချိန်ကာလမျိုးမှာဆိုရင်အမြဲတစေရှိနေတတ်တဲ့သူမျိုးပေါ့။ဒီလိုပုံစံမျိုးနဲ့တို့ချစ်ချင်းမြတ်တာဖော်ပြတတ်ကြတာဖြစ်ပါတယ်။တချို့ကကြတော့တို့ရဲ့ဘဝမှာအရေးပါတဲ့အရာတွေရှိပါတယ်။ဆိုပါစို့အာနမတ်တင်မိဘအရေးကြီးတာမျိုးဖြစ်နိုင်တယ်။ပြီးရင်အလုပ်ကအရေးကြီးတာမျိုးဖြစ်နိုင်တယ်။ပြီးရင်ကိုယ့်ရဲ့ချစ်သူပေါ့။အဲ့တော့ဘဝမှာအရေးကြီးတဲ့အရာတွေ priority ခွဲရတဲ့ခါမှာ top 3မှာတော့အနည်းဆုံးကိုကပါနေတဲ့နယ်ပေါ့။ အနည်းဆုံး1မဖြစ်ဘူးဆိုတော့2 3လောက်တော့ဖြစ်ဖို့တော့အရေးကြီးပါတယ်အဲ့တော့ကိုသည်ဘယ်သူနဲ့ရှင်ရှင်အများနဲ့နောက်ရောက်နေတာဘယ်အရာနဲ့ရှင်ရှင်ကိုသည်ဦးစားပေးမခံရဘူးလားဒီလိုမျိုးဖြစ်နေပြီဆိုရင်တော့ဒီချစ်ချင်းမြတ်တာကိုပြန်ပြီးတော့မေခွန်းထုတ်အစီအစဉ်ပို့ရဆင်းကတော့အကြံပေးခြင်းပါတယ်တကယ်ချစ်တယ်တကယ်မြတ်တာရှိတဲ့သူဆိုရင်ဘယ်သူမှထိခိုက်အောင်နာကျင်အောင်မလုပ်ပါဘူးအဲ့တော့ကိုယ်အမြဲတစေထိခိုက်နာကျင်အောင်လုံနေတတ်ပြီးဟေ့ဆိုရင်လည်းဒီချစ်ချင်းမြတ်တာပေါ်မှာတန်တရားဝင်စရာကောင်းနေပါပြီလူဆိုတော့အမားနဲ့မကင်းနိုင်တဲ့အတွက်တောင်းတဲ့တောင်းပေါ့နော် ဟိုနှုတ်နဲ့တော့လကောက်အပြုတ်မှုနဲ့တော့လကောက်မှားယွင်းပြီးတော့စိတ်ထိခိုက်အောင်နိုင်အောင်လုပ်တဲ့အချင်းကြီးရှီကောင်းရှိပါလိမ့်မယ်ဒါပေမဲ့ပြဿနာဖြစ်သွားပြီးတိုင်းဖြစ်သွားပြီးတိုင်းအခါတိုင်းမှာကိုယ့်လက်ကိုမလွတ်ချရတဲ့သူ ချစ်တဲ့သူတွေဘယ်တော့မှကိုယ့်ကိုအဆုံးရှုံးခံမှာမဟုတ်ဘူးဘယ်တော့မှလက်လွတ်မှာမဟုတ်ပါဘူး။ဘာအကြောင်းကြောင့်မှပဲဖြစ်ဖြစ်နီးဖို့ပြန်အစဉ်ပြေဖို့စူးစမ်းမှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အသေးမွားသောအကြောင်းအရာလေးတွေနဲ့ကိုယ်ကိုလမ်းခွဲဖို့လှုပ်ချဖို့ပြောနေပြီဆိုရင်ဒါသည်ချစ်ချင်းမေတ္တာအစစ်မဟုတ်ဖို့များပါတယ်။အဲ့တော့ပြဿနာတစ်ခုဖြစ်ပြီဆိုရင်တချို့ကကိုမှားသည်ဖြစ်စေမှန်သည်ဖြစ်စေအလျှော်ပေးလိုက်တာမျိုးတောင်းပန်လိုက်တာမျိုးပေါ့ ကိုဘက်ကရှော့ပြီးပုံဝင်လင်းနေတယ်တောင်းမဲ့ဘုတ်ကိုတွန့်ဆုံနေမယ်တွေးဝေနေမယ်ဆိုရင်ဒါဒီကို့အပေါ်မှာသူအပြည့်ဝမချစ်သေးဘူးလို့ယူဆရပါလိမ့်မယ်ဒါကြောင့်မလို့ပြဿနာဖြစ်တိုင်းဖြစ်တိုင်းမိမိလက်ကိုလှုပ်မချသွားတဲ့သူ တောင်းပန်မှုဝင်မလေးတဲ့သူကချက်ချင်းမေတ္တာအစစ်နဲ့ချစ်တယ်လို့စိတ်လို့ယူဆရပါလိမ့်မယ်။စင်ကျင်တိုင်းတားလို့ရတဲ့အချက်တစ်ချက်ကိုပြောရမယ်ဆိုရင်တော့လူတိုင်းမှာကိုတန်မိုးထားတဲ့အရာရှိရယ်လေ။အဲ့တော့ကိုတန်မိုးထားတဲ့အရာကိုထိပါပြောဆိုတာမျိုးနှိမ်ချတာမျိုးအဲစော်ကားတာမျိုးဒီလိုမျိုးပုတ်ခတ်ပြောဆိုနေပြီးစေဒါချက်ချင်းမေတ္တာအစစ်မဟုတ်လောက်ပါဘူး။လူတိုင်းလူတိုင်းက value system မတူတဲ့အတွက်တောက်နဲ့တောက်တန်မိုးထားတဲ့အရာချင်းတူချင်မှတူမယ်။ဒါပေမဲ့မတူတော့ညာလဲ ကိုယ်ရဲ့ဖြစ်တည်မှုသူ့ရဲ့ဖြစ်တည်မှုကို respect တခုထားပြီးဆက်ဆံပေးတာမျိုးပေါ့ဥပမာပြောရမယ်ဆိုရင်ဘာသာမတူတဲ့လူနှစ်ယောက်လူမျိုးမတူတဲ့လူနှစ်ယောက်လည်းချစ်ချင်းမြတ်တာတက်ဝင်ကောင်းတက်ဝင်နိုင်မှလိုက်မယ်အဲ့ခါကျရင်မင်းရဲ့လူမျိုးကတော့မင်းရဲ့ဘာသာကတော့မင်းကိုယ်ွယ်တဲ့ဒီဘာသာကတော့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ပုတ်ခက်ပြောဆိုတာမျိုးဖြစ်တယ်ဆိုရင်ဒါချစ်ချင်းမြတ်တာမဟုတ်လာဘူးသူဒီအတ္တစိတ်လွန်ကဲနေတဲ့သူ့ရဲ့ယုံကြည်မှုတွေကိုရိုက်သွင်းနေတဲ့လူတစ်ယောက်ဖြစ်တယ်လို့ယူဆရပါလိမ့်မယ်ဒါကြောင့်မလို့တယောက်နဲ့တယောက်ကိုယ်တန်မှုထားတဲ့အရာသူတန်မှုထားတဲ့အရာတို့အပြန်အလှန်လေးစားဖို့လိုအပ်ပါတယ် နောက်တစ်ခုကကြတော့ open communication မှာ relation တစ်ခုကိုနဲ့သူနဲ့ဒီ relationship တည်မြဲဖို့တည်တတ်မှုအတွက်ပုံမှန်လင်းလင်းပြောဆိုတာကိုယ်ခံစားချက်တူလဲသူကအချိန်ပေးပြီးနားထောင်ပေးတာဂရုစိုက်ပေးတာဒီလိုအချက်မျိုးတွေကကိုယ့်ပေါ်မှာတကယ်မေတ္တာရှိတဲ့မေတ္တာစိတ်မေတ္တာမှန်တဲ့ရှိတဲ့သူတွေရဲ့လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။နောက်တဲ့အရေးကြီးတဲ့အချက်ကတော့ကိုယ်နဲ့ပတ်သက်တဲ့အတိုင်းအဝိုင်းကိုယ့်ရဲ့မိသားစုကိုပါသူဒီဂရုစိုက်လေးသားပါ။အဲ့တော့ ိုနဲ့ပတ်သက်တဲ့သူတွေကပါသူကမထိမဲမြင်လုပ်နေပြီဆိုရင်တော့ကြည့်ကြည့်ပါကိုယ်ရောဒီလိုဆက်ဆံလားပေါ့နော်အဲ့တော့ကိုကိုမလေးစားတဲ့လူတယောက်ကိုသူနဲ့ပတ်သက်တဲ့တခြားသောသူတွေကိုလည်းဘယ်သူမှလေးစားနိုင်မှာမဟုတ်ဘူးတန်ဖိုးထားနိုင်မှာမဟုတ်ပါဘူးအဲ့ဒါကြောင့်မလို့ကိုကိုချစ်တဲ့သူဒီကိုနဲ့ပတ်သက်တဲ့အရာတိုင်းကိုလည်းချစ်ခင်လေးစားတန်ဖိုးထားတဲ့ character မျိုးရှိဖို့လိုအပ်ပါတယ်ကဲနောက်ဆုံးအရေးကြီးတဲ့အချက်ကတော့ကိုနဲ့ပတ်သက်ပြီးအနာဂတ် plan ရှိခြင်းမရှိခြင်းပါ အဆင်ပြေနေလိုက်မယ်အဆင်မပြေထွက်ခွာသွားမယ်ဆိုတာဒီချစ်ချင်းမေတ္တာအစ်မဟုတ်ပါဘူးစိတ်အရှိမပြောခဲ့သလိုပါပဲတကယ်စစ်မှန်တဲ့ချစ်ချင်းမေတ္တာဒီကိုကိုပင်ပေတဲ့ဘလို့အကြောင်းအရာနဲ့မှမလွတ်ချသွားပါဘူးအဲ့ဒါကြောင့်မလို့မလွတ်ချသွားဖြစ်တဲ့အတွက်ဘယ်ချိန်ဘယ်ချိန်အကာလမှာတော့အဲဘလို့မျိုးငါတို့နှစ်ယောက်အတူနေကြမယ်ဆိုရင်တိကျတည်ကြရဲ့ life plan ရှိဖို့အရေးကြီးပါတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့လက်ရှိချစ်နေတဲ့ချစ်သူဒီကိုယ်နဲ့ပတ်သက်ပြီးတိကျတည်ကြရဲ့ရင်မင်းချက် life plan မရှိဘူးဆိုရင်တော့ဒီ relationship ကိုပြန်လည်ပြီး sensitive တင်တယ်လို့ဆင်ရတော့ထင်ပါတယ် ကဲဒါဆိုရင်တော့ဘရိုပရိသတ်ကြီးအနေနဲ့အချစ်စစ်ချစ်မှန်ကိုဘလို့တိုင်းနာဆင်ញင်လို့ရမယ်ဆိုတာကိုသိရှိသွားမယ်လို့ထင်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ပရိသတ်ကြီးအားလုံးလည်းအချစ်စစ်ချစ်မှန်နဲ့တွေ့ဆုံနိုင်ကြပါစေရှင်